ချိန်မှာဟိုအဖြူစိမ့်ဝက်ပြီးចောင်းသားចောင်းသူတွေစာတင်ကြရတဲ့အချိန်ကာလမဟုတ်ဘူးဒီကနေ့ចောင်းပိတ်တဲ့ຢာဒီပြီးတော့ဒီဘဲရင်မှာပညာတင်ကြားနေရပြောအောင်ပါလေဒီဘဲရင်ကဒါဆောင်မွေးပြန်ဖြေရတဲ့ဟို grade 10ចောင်းသူចောင်းသားတွေရှိတဲ့နေရာမျိုးလည်းမဟုတ်ဘူးအဲဒါကြောင့်မလို့ဒီဖြစ်စဉ်ကြီးကတော့တမင်တက်တက်လောက်ချန်ဖန်တီးထားရတယ်ဆိုရဲကြောင်းကိုကျမအနေနဲ့ကနအိုးပြောချင်ပါတယ်ဒီဝန်ဆောင်မှုရန်တွေအားလုံးရက်နေလက်ရှိတက္ကသိုလ်ဝန်ထမ်းဆောင်မှုမဲ့ပြန်ပြေးရမယ့်အထဲမှာလည်းဒီဘဲမျိုးမပါဘူးအဲ့ဒီဒီဘဲမျိုးကအဲ့ဒီအကြောင်းထဲမှာဝင်ပြီးတော့စစ်သွေးကြွားတွေကဘုံကြီးထုတ်တယ် အဲ့ဒီမျိုးပေါ်မှာရှိတဲ့လုံယုံတက်ဖို့မလို့တိုက်ဖို့တော့အဲ့မှာခြေကုပ်ယူနေတာအဲ့ဒီနေရာကိုရှင်းတာရှင်းပလိုက်တာဗျာရှင်းပြောရရင်ဒါအเจ้าသားမှမရှိဘူးအเจ้าသားမရှိဘူးစစ်သွေးကြွတွေရှိလို့ရှင်းတာအဲ့တော့စစ်သွေးကမင်းတို့ရဲ့အလောင်းတွေကဒါနဲ့ပဲမင်းတို့ရဲ့အသက်ကဒါနဲ့ပဲဇီဝေချောရမှာကျဲမယ်ဗျာအကြမ်းမသမားရှိလို့ရှိတဲ့နေရာကိုကျဲတာဒါတိုင်းပြည်ကာကွယ်တာပဲနိုင်ငံတော်တို့ကလုံတင်လုံထက်တာလုံတာဆက်လုံမှာပဲကျွန်မမေးချင်တာကသူတို့ဘက်ကကလေးတွေမဟုတ်တိုင်းသူတို့ဘက်ကအเจ้าဝင်တွေမဟုတ်တိုင်းဒီလိုဘုံကျဲခွင့်ရှိတယ်လို့ဘယ်သူကခွင့်ပြုလိုက်တာလဲ 哎，一定那能敖干架的，都了嘛哟，打都没人收了。人家定人家嘛，啊，刚他们修他，啊，车人路亏。人家都呢，定都在身边呢，你他妈敖嘛的，你阿好像皮巴子，没准没定过谁。 အတော့ကိုအောက်တန်းကြတယ်စာတင်ချိန်မဟုတ်ဘင်းကြောင်းဖွင့်လို့မို့လို့ဘုံကျဲတာဆိုတဲ့အယူအဆအတွက်တော့အဲ့ဒီဘက်ကလူတွေအားလုံးကိုမေးချင်တော့တော့ကိုအောက်တန်းကြတယ်အတွေးခေါ်ပါလို့ကျွန်မကတော့ပြောချင်နေရှင်ပြင်းပြင်းပေါ့နော်တပည့်ဦးတန်းကျောင်းလာပြီဆိုအင်ဂျီဘက်ကမီဒီယာတွေပေါ်ပြနေကြတယ်ခေါ်လာရှက်ကွဲလာတယ်သူတို့တော်တော်လေးသူတို့ကသူတို့ဘက်မှာလူတွေရုံချင်မှုကခရက်တွေကတအားကျလာတယ်ဘာလို့ကျလာလဲဆိုတော့ကျွန်မတော့ဘာရည်ဒီအုပ်ဆိုလဲဗျာဖာရည်ဒီဟာပေါ့ဘိုင်းပေါ့ဘာရည်ဒီဘာဘာရည်ဒီအုပ်လည်းမသိဘူးဗျာဘာရည်ဒီရည်ဒီပဲဘာရည်ဒီအုပ်လည်းမသိဘူးအုပ်တော့အုပ်တာပဲနော်ပြောရရင်တော့ချက်ပေါ်တော့ခေါတိခံမဲ့ရုံမို့ပေါ့နော် ဲသူ့ပုံကကြည့်ရတယ်ချဲပေါတော့ခေါတိခံပဲချဲပေါရင်တော့ခေါတိခံပဲယုံမျိုးမဟုတ်ဘူးကြည့်သူ့ယုံကြည့်ကြရတယ်စင်းလုံးကြည့်ဆိုတော့ဘာရဲ့ဒီအုံးလဲတော့မသိဘူးနော်ဆိုတော့ဒီမျိုးသမီးကသူကပြောနေတာကျွန်တော်တို့အဲ့တော့ဖြစ်ဖြစ်နေဒီနေ့မှာကျွန်တော်မပြောဘူးဆိုတာအရင်ကြီးမပြောဘူးဆိုတာဟောလူတွေကစိတ်ခံစားချက်ဖြစ်နေတဲ့အတွက်စံပတိပေါ့ဟောကျွန်တော်နားလေပြီးတော့ခလေးတွေသိဆုံးလာတယ်ကြည့်ပြောကျွန်တော်ထိတ်မပြောနေတာဒါပေမဲ့ကျွန်တော်တို့အချက်လက်တွေကြည့်ချင်းရပြီကျွန်တော်အဲ့တော့ပြောတယ်တက်ကလေးနဲ့ဖြစ်တာမဖြစ်နိုင်ဘူးလို့ကျွန်တော်ချက်လက်တွေပြောခဲ့တယ် ပြောခဲ့တယ်ဘာလို့ဆိုတော့မဖြစ်နိုင်ဘူးလို့ပြောခဲ့တယ်ဒါပေမဲ့ကျွန်တော်ရာနှုန်းပြေတော့မပြောရဘူးဘာလို့ဆိုတော့စစ်တပ်ကတော့စစ်တပ်ကတော့ခိုင်ခိုင်မာနဲ့ရာနှုန်းပြေနဲ့အချက်နဲ့လည်းပြောင်းမရှင်းနိုင်ကျွန်တော်တို့ကလည်းအဲ့လိုကြီးမပြောနိုင်ဘူးသို့တော့မဖြစ်နိုင်ချင်နေပါလေတက်ကဖြစ်တယ်ဆိုတော့ဘာလို့ကျွန်တော်ပြောလဲဆိုတော့ခင်ဗျာအဲ့ဒေါ်ရတီအောင်ရှင်းပြနေတာကိုကြည့်လိုက်ကလေးတွေကိုသင်နေစားတဲ့ဝိုက်ပုတ်ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ်အေယာဝတီတိုင်းအင်ကပူမြို့နယ်အတွင်းမှာခြေရွာများကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့ကြောင်းသိရသည်စစ်ကောင်စီသည် ယနေ့မေ၁၈ရက်နေ့နက်၆နာရီ၄၀မိနစ်ကအင်္ဂဘူမြို့နယ်တွင်းရှိကျေးရွာ၃ရွာထပ်မင်းဲကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းဒေသတွင်းသတင်းရင်းမြစ်များထံမှသိရသည်စစ်ကောင်စီသည်ချင်းကိုက်ကွင်းပေပြားကုန်းစာစီကုန်းကွင်းကျေးရွာများကိုက၁၀နှစ်လေးရင်ဖြင့်လေကြောင်းတိုက်ခိုက်မှု၁၈ကြိမ်ပြုလုပ်ခဲ့ကြောင်းသိရသည်လေကြောင်းကနေရဟတ်ရင်ရောဂျက်ဖိုက်တာရောပါရာမော်တာနဲ့ပါတိုက်ခိုက်တာ၄ရက်ဆက်တိုက်ရှိပြီးဘုံကျဲနေတာဟုအင်္ဂဘူဒေသခံတအူးကအေယာဝတီတိုင်းကိုပြောသည် စစ်ကောင်စီသည်ယမန်နေ့မေ16ရက်နေ့ပိုင်းကလည်းအဆိုပါကြေးရွာများကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ထို့ပြင်မေ15ရက်နေ့မေ16ရက်နေ့ကလည်းဘယ်ပြားကုန်းစာစီကုန်းကွင်းချင်းကိုက်ကွင်းဝါတော်ကွင်းချက်ပေါင်ကုန်းတံပရာကုန်းကြေးရွာများကိုစစ်ကောင်စီကလေကြောင်းမှတိုက်ခိုက်ခဲ့ကြောင်းဒေသခံတရင်းရင်းမြစ်များထံမှသိရသည်စစ်ကောင်စီကအင်အားလိုအပ်ချက်ကြောင့်စစ်မှုထမ်းဥပဒေဖြင့် တင်တန်းဆင်းလာသည့်တင်တန်းသားတင်များကိုရှေ့တန်းတိုက်ပွဲအတွင်းပို့ထားတော်လဲတိုက်ခိုက်လို့စိတ်လုံးဝမရှိဘဲထွက်ပြေးမှုများနေကြောင်းသိရသည်စိတ်တည်ငြိမ်ရခြင်းနဲ့ဒုံဆိုင်ပြီးတော့သွားတော့ကျမတို့ကဖြစ်ပြီးတော့3နာရီကြာလောက်ကြာမှအဲ့ထေကိုရောက်သွားတာရောက်သွားတော့ငြိမ်ရတွေ့ရတဲ့ရှုခင်းကတအားကိုစိတ်ဆင်းရတာကောင်းစတင်ဆောင်စုစုပေါင်း3ဆောင်လောက်ပျက်စီးတယ်အခုတိတ်ဆုံးမှုအများဆုံးကတော့ main အဆောက်အုံပေါ့နော်အဲ့ဒီအဆောက်အုံကအကုန်လုံးအမိုးတွေပွင့်ထွက် တကယ်ရွက်တွေလည်းအကုန်လန်ပြန်ထွက်တယ်။စတင်ကုန်တွေကအကုန်အပြစ်ထုတ်ထားရတယ်။ကလေးတွေရဲ့အလောင်းတွေကိုကောက်တဲ့ခါမှာစတင်ကုန်တွေထဲမှာညံ့နေတော့လို့မှထုတ်နေရလို့စတင်ကုန်တွေပြန်ထုတ်ထုတ်ထုတ်ပြီးမှအဲဒီဘောနော်ခါလာကိုအစိတ်ပိုင်းတွေရောခံရရတဲ့လူတွေရောပေါ့နော်။အဲ့လိုလုပ်ရတယ်ဆိုတော့ဖက်နှက်ကလေးတွေလည်းခုနတစ်ဖက်ဒီနတစ်ဖက်ကွန်ပါဘူးလေးတွေလွယ်အိတ်စာအုပ်အဝတ်ထည်လေးတွေပေးဆောင်နေတဲ့အဖြူအိတ်ကလေးတွေပေါ့။အဲ့ဒါတွေကလည်းတကြောင်လုံးအနှံ့အပေါက်ကလေးလို့ငိုးယုံလေးတဲ့မိဘတွေကလည်းကျောင်းထဲမှာပဲ ။နောက်ကို့အတန်းပေါ်တငယ်ချင်းကကို့လူနဲ့ထဲပေါင်းသွားတာပေါ့။ပါသွားတော့သူတို့ကအဲ့ဒီနေရာကိုလာကြည့်ပြီးတော့ငိုတဲ့ကလေးတွေကလည်းငိုကြဖို့ဒါမှဟိုထိခိုက်ဒဏ်ရာရတဲ့ကလေးတွေကတခြားကိုအကုန်ထုတ်သွားပြီ။မရှိတော့ဘူး။အဲ့လိုထုတ်သွားလို့တော်တော်များများပါသွားတယ်။စိတ်ချင်းစရာမြင်ွေးမှာအလုံးစုံပြက်စီးပြီးတော့ကိုစိတ်ချမ်းသာစရာဒီပါရှင်အမ်ဒီကိတ်တရားရတာကတော့တရားကျော်လောက်ရှိတယ်ပေါ့ ကွယ်လွန်သွားတာကတော့ကျမတို့ဒီ volunteer ဆရာမနှစ်ယောက်ပါတယ်တယောက်က22တယောက်ကအသက်23နောက်ကျန်တာကတော့ကျမတို့ G2 ပေါ့ G2 ကနေစပြီးတော့မှ G11 ထိကွယ်လွန်တဲ့ခေတ်မှာပါတယ် G2 က6ယောက် G3 က3ယောက် 4th က4ယောက် 5th က1ယောက်နောက် G7 က3ယောက် G9 1ယောက် 10th 1ယောက် 11th 1ယောက်ဆိုတော့အငယ်ဆုံးက grade 2တက်နေတဲ့အရွယ်ဆိုတော့ရှိလ4နှစ် ရှင်နာအငယ်ဖို့ဂျီတုတက်တဲ့ဆိုရယ်ဆို6နဲ့9နှစ်လောက်ပေါ့နော်အကြီးဆုံးကတော့ဆီယမ်မာကြီးပဲပါတယ်အဲ့ဒီဆီယမ်မာအကြီးဆုံးဆိုရတော့ပေါ့23အဲ့တော့တေဆုံးမှုအများဆုံးကကလေးသူငယ်တွေပဲဖြစ်နေတယ်အသက်18နှစ်ပေါ့ဟာကလေးသူငယ်တွေပဲဖြစ်ပါလေရှင်သူတို့ချာချာရှင်းစရာမရှိဘူးဘာဖြစ်လို့လဲဆိုတော့ဒီစစ်ကောင်စီရဲ့ရုပ်မှအောက်တန်းကြတာတွေလိန်ညာပြောဆိုတာတွေကိုပြည်သူတွေကတော်တော်များများသိပြီးသား တော့သူတို့အလေညာဆိုတော့တိတယ်ဟိုဘက်ကပြောပေးနေတယ်ဆိုတဲ့လူတွေကလေဒီဟာကမှားနေတယ်ဆိုတာတိရက်နဲ့ကိုသူတို့ရဲ့ကိုကျိုးစီးပွားလက်လာတာအခွင့်အာဏာယာရုစီးစိတ်အဲ့လိုမျိုးတွေချောင်းဖို့လို့တန်းအမှန်ကိုဘူးကန်ပြီးတော့မှမဟုတ်ပါဘူးလို့ညင်းနေတာအဲ့ဒီညင်းနေတဲ့လူတွေပြောချင်တယ်ပောက်ကွဲမှုဖြစ်သွားတဲ့ဖြစ်စဉ်အနေထားပတ်ဝန်းကျင်ကိုကျွမ်းကျင်တွေတုံးတက်လို့ရှားတယ် ပစ္စည်းသက်တွေလူသက်တွေတွေလည်းများစွာရှိတယ်။မေးလိုက်ချင်းတယ်။ကျမတို့အညာကလူတွေကကိုသားသမီးကိုစတဲ့ပြီးတော့လိန်ညာလောက်ကအောက်တန်းဘယ်သူမှမကြဘူး။အဲ့ဒီအမှန်တရားမဟုတ်တာတွေပြောနေတဲ့သူတွေကျမတို့မျက်လုံးချင်းတဲ့တဲ့ဆိုင်ပြီးကြည်စမ်းပါ။မင်းတို့လက်ပြလုံရက်လား။လိန်ကညာရတာအတွက်နင်တို့အခွင့်အရေးတွေဘလောက်တောင်ရတယ်လဲလို့ကျမကမေးခွန်းထုတ်ချင်တယ်။အဓိကဥတီချက်ကတော့အကြောက်တရားကိုရှိုက်ပြီးလား။ဒီသူတွေနဲ့တော်လိုင်းလုံနေတဲ့သူတွေကြားထဲမှာအမုန်းဖြစ်အောင်သူတို့ကကြားကနေလုတ်ပေးတာ ဒါဖြစ်လို့ဒါလုပ်တယ်ဒါတွေကိုလက်မခံလို့ဆိုရင်အကြောက်တရားကိုရိုက်သွင်းတာနောက်တစ်ခုကကျမတို့ဘက်ကလူတွေပညာတက်သွားမှာထူးချွန်သွားမှာထက်မြက်သွားမှာသူတို့ကတအားကြောက်တယ်ပညာမတက်အသိဉာဏ်ကင်းမဲ့တဲ့သူတွေများလေလေသူတို့အုတ်ချော်ကလွင်လေလေအဲ့အတွက်ကြောင့်မလို့ပညာသင်ကြားရေးကိုအကြီးကျယ်အနှောက်အယှက်ပေးတာသူတို့ပြောသလိုအဒီနေရာမှာဟိုဟာတွေရှိတယ်ဒါတွေရှိတယ်ဟိုဟာတွေလုတ်တယ်ဒါတွေလုတ်တယ်စိုးခဲရင်အခုကွယ်လွန်တဲ့စည်းရုံးကိုကြည့်တယ်ဘယ်သူတွေပဲကွယ်လွန် တကယ်တမ်းသူတို့ပြောသလိုသာအဲ့ဒါတွေရှိတယ်ဆိုရင်တေချာပေါ့ဒီကွယ်လွန်တဲ့ထိခိုက်တဲ့ဆင်းရဲနဲ့မှာပါလာပါလေအခုကွယ်လွန်ထိခိုက်တဲ့ဆင်းရဲနဲ့မှာအသက်၁၈နှစ်အထက်ဆိုတာ၄ယောက်လားပါတယ်အဲ့ဒီ၄ယောက်စလုံးကလည်းတင်ကြားရေးမှာဝင်လုံနေတဲ့ဆရာဆရာမတွေပဲကွယ်လွန်ကနှစ်ယောက်ကကွယ်လွန်သွားပြီအဲ့တော့သူတို့ပြောသလိုအဲဟိုဟာတွေရှိလို့ဒါတွေရှိလို့ဆိုတာကသူတို့ရဲ့အပြစ်ကိုကာကျင်လို့ပြောတဲ့အကြောင်းပြချက်တတ်တတ်ပဲလို့ကျမကတော့ယူဆကြတယ်။အဲဓာတ်ပုံလေးထဲမှာ uniform နေနဲ့ပါတယ်။ပါပါပဲ။ ဘာလို့ပါမှာလဲဆိုတော့ဒီလိုဖြစ်သွားတဲ့အချိန်မှာအဲ့ဒီရွာထဲမှာရှိတဲ့မိဘတွေကဘာမှမလုပ်နိုင်ဘူးတွေးဦးတွေးတန်းနေအာသူကလေးကိုကလေးရှာကြပြောင်းနေပါပြောပြတယ်ဘေးကမြင်ရတယ်လို့ကပေါ့အမကြီးတယောက်ကပြေးလာတယ်ကျောင်းဝင်းအဝေးမှာလေကားတဲ့ပေါ်မှာသူ့ရဲ့သမီးရဲ့ဟိုကပေါ့ခဏကိုသူမြင်လိုက်ရတယ်မြင်လိုက်ကျမကအမလေးတော့ဆိုပြောတယ်ပြီးတော့ခုံပေါက်ပြီးတော့သူကတက်ကြီးနေတာဘာမှလည်းသူမလုပ်နိုင်ဘူး နောက်အဖွားတယောက်ကလည်းပြောတယ်တိုင်လေးကိုမှီပြီးတော့မှလက်ကဒလူကြီးကလာနေကြနေပြီဒါအဲ့ဒါကမှအဖွားကတမီးကိုကဲပါအောင်ဆိုတော့ तू ကကျွန်မမကဲနိုင်ခဲ့ဘူးတဲ့အဲ့ဒါကိုကျွန်မစိတ်ချမ်းသာရအောင်မလုပ်လဲဆိုတော့သူ့မြေတော့ကကြောင်းနေမှာအဲ့ကျတော့ဒီကလေးကသူ့မြေမဟုတ်လို့ तू ကထားခဲ့ပြီးတော့မှသူ့မြေကို तू ပြေရှာလိုက်ရတယ်ပေါ့အဲ့လိုမျိုးကစင်ကဖြစ်နေတဲ့အချိန်မှာစနစ်တကျလေ့ကျင့်ထားပြီးတော့မှဒီသွေးတန်ရဲရဲတွေကိုကင်တွဲနိုင်တာကဘယ်သူပဲရှိနေလဲသူတို့ပဲအမြန်ဆုံးရောက်လာတယ်အမြန်ဆုံးပေါ့ဆွဲထုတ်တဲ့အခါမှာတဲ့ ခုံလေးကြားမှာကလေးတွေကညက်တယ်ဟိုအစိတ်ပိုင်းတွေလည်းဖြစ်နေတာမဟုတ်လို့အရင်တော့ခုံလေးဆွတ်ထုတ်ဆွတ်ထုတ်ထုတ်ပြီးမှဒီကလေးတွေကိုကင်စင်လောက်ရတယ်ပေါ့လောက်ရတဲ့ချိန်မှာမိဘတွေကတော့ကိုယ့်ရဲ့ဟိုတွေးတာကိုယ့်ရင်တွေးရှိတာကိုပဲ UTP လောက်တဲ့ချိန်မှာဘာမှမခွဲပဲနဲ့အရေးကြီးရင်ကြီးတယ်လို့လုတ်ပေးနိုင်တာသူတို့တွေပဲရှိတော့သူတို့ကရောက်လာကြတယ်ဥညီပေးကြတယ်ကားလိုသလားစိတ်လိုသလားတွေးလိုသလားရေလိုသလားမုံလိုသလားအားလုံးသူတို့ကပဲစီစဉ်ပေးကြတာတွေးဆိုတော့လေတွေးအုပ်စုခွဲပြီးသားဒီ ပေါ့အခြေခံလိုအပ်တဲ့အသက်အရွယ်တွေတော့ HIV တို့စသဖြင့်စစ်ဆေးပေးသားတွေကလည်းသူတို့စီမှာပဲရှိတာခုအပြင်ကတာမန်ပြည်သူကိုကျမတို့တွေးလှခံမယ်ဆိုရင်အဲ့ဒါတွေအားလုံးကိုပြန်ဆက်ရအဲ့တော့ကျမတို့ကဒီမှာအသွေးအုပ်စုဘလောက်လဲဒီလိုမျိုးရနေတဲ့သူတွေကိုဒါအကူအညီတောင်းပြီးဆောင်ရွက်ကြတယ်အဲ့ဒါအတွက်ဒါကိုရိုးမယ်ဖွဲ့ပြီးတော့တပ်ပုံတွေထဲမှာဒါတွေပါလို့ဆိုရင်ဒီရဲဘော်တွေကလူအသက်ကိုကယ်ရဖို့အရေးမှာအဲ့ဒီ uniform ကိုတော့ပြန်ပြေးလဲရအောင်မလားပြီးတော့ရဲဘော်တွေမှာလည်း ဟိုဝင်စားတွေအများကြီးရှိမယ်လို့ထင်ကြတာလားသူတို့မှလည်းသူတို့ရှိတဲ့ဟာလေးကိုဝိဝိတောင်မဟုတ်ပေါ့ငါကရှိရင်းစွဲလေးတိုင်းပဲဖြစ်တယ်ဟဲ့လို့ကြားကြားချင်းဒုံဆိုင်ပြီးတော့ကျွန်တော်တို့အကုန်လုံးပြေးလာကြတာသူလက်လမ်းပမီရပြေးလို့ရတဲ့လမ်းကြောင်းရှင်းတဲ့သူတွေအကုန်လုံးကအဲ့ဒီကိုအုံပြီးတော့ပြေးလာကြတာဒါကြောင့်မလို့ဓာတ်ပုံလေးထဲမှာသူတို့တွေပါနေတယ်ဆိုတာလေအဲ့ဒါအတွက်ကြောင့်မလို့ကျွန်မကတော့ရှင်းပြချင်တယ်ရှင်ဘုံချဲတာဟာကိုကျွန်မအချိန်တော်တော်များကြုံတယ်ကောင်းကောင်းရဘုံကြလိုက်ရင်ရှင်းအနှစ်ကလေးပင်လောက်အနည်းဆုံးရှိတယ် ဘဲကအဝေါ်လိုက်ကျေတာကလည်းဆယ်ပြီးဆယ်မပြီးတော့တင်းချိုင်ကြီးဖြစ်သွားတယ်။အဲ့ဒါကဒီပေါင်900ကျတာ။ကနာမှာကျမတစ်ချိန်ကြုံမှုလေ။ဝေဘူးလာမှာတစ်ချိန်ကြုံမှုလေ။ကြောက်ချက်မှာလည်းကြုံမှုလေဆိုတော့အားလုံးကဒီလိုတစ်ပုံစံနေနေတယ်။အခုဒီမှာတွေ့ရတဲ့ပုံစံကကြတော့ဒီရှစ်လက်မအချင်းလောက်ရှိပြီးတော့ရှစ်လက်မအနက်လောက်ပေါ့နော်။အဲ့ဒါလိုကျင်းလေးတွေကရာချီဒီအဆောက်အုံဘေးပတ်ချတယ်မှာ။ဒီဘက်ကအပြောရဆိုဖောက်စမက်ကိုကျဲပြီးတော့ဝဲကမဲခင်းနေတာပေါ့ဒီကျင်းလေးတွေက ဟိုပါဇက်ကပြောတော့ဒါကျင်းလေးတွေလေအဲ့ဒီအစိပ်ပိုင်းကခန္ဓာကိုယ်ကိုမှန်ရဲ့အဲ့လိုအနေထားရှိတယ်ပြီးတော့တိတ်အမြင့်ကြီးကိုမတက်ဖဲနဲ့နေကြီးနာတပေးနှစ်ပေးပြီးအဲ့လောက်လောက်မှပို့ပြီးတော့ဝဲတယ်ဒီဒီအပိုင်းစားတွေပေါ့နော်နောက်ခြေတော့တွေပြတ်ကြတယ်နောက်ထိတော့တွေကခြေတော့မြေပြင်ကနေတထွားခြောက်လမတာတာလောက်ပြီးမှအဲ့ဒီဟာတွေဖြစ်တယ်ဆိုတော့တုံးတက်ကြတာတော့ဒါ cluster ဘုံမျိုးစားလို့တုံးတက်တယ် cluster ဘုံက စစ်နေပြမှာတော့မှလုံးဝမတုံးရဘူးအဆက်ဆုံးကြည့်ရဲဆိုပြီးတော့နိုင်ငံတကာပြိပင်ထားတယ်ဒါပေမဲ့စစ်ကောင်စီကနိုင်ငံတကာလည်းခရုမဆိုင်ဘူးလုံးဝကိုခရုမဆိုင်တာပျောင်ပျောင်တင်းတင်းပဲဒါလူသားမျိုးနွယ်ပြတ်သုံးအောင်ကလူမျိုးတော်တက်ဖြတ်မှုတွေလုပ်နေတယ်စစ်ရာဇဝတ်မှုလည်းကျူးလွန်နေတယ်အဲ့တော့ကြောင့်အခုတုံးတဲ့ဘုံမျိုးစားကျမကမျက်မြင်အရောက်ကောက်ချက်ချနေတော့ cluster ဘုံမျိုးစားပါဒီဘုံမျိုးစားနဲ့ဒီလောက်တည်ကြတာတောင်မှကလေးတွေကံလို့ပြောရမှာသူတို့က မျက်နှာစာဖက်ကိုထွက်တမျှကလေးတွေအားလုံးကအသက်ဆုံးဆုံးเจ้าရဲ့နောက်ကြောတဲ့ကိုခုံချပြီးတော့မှာအဲ့နောက်ကြောအတိုင်းပြေးလိုက်ပြီးတော့ဟိုဘက်ကဖုံးเจ้าပေါ့နော်ဟိုဘက်မှာဖုံးเจ้าကိုက်ရဲ့အဲ့ဒီဖုံးเจ้าဘက်ကိုခုံချပြီးတော့မှာအုတ်တန်းကိုအကွယ်ယူလိုက်တဲ့ကလေးကြီးကတော့တီတီဖောက်ဖောက်ပဲထိတာစုစုပေါင်းအဲ့မျိုးကအเจ้าတက်နေတာကတရားနီးပါးလောက်ခံမှန်းပေါ့နော်အဲ့လောက်ရှိမယ်ဆိုတော့အထိကိုက်တာလည်းတရားကျော်လောက်ရှိပါတယ်ဟိုကွယ်လွန်တာကတော့မနေ့ကတယောက် ထပ်ပြီးတော့တိုးတယ်ဆိုတော့20နဲ့3ယောက်ပါအဲဒီတိုးလာတဲ့ကလေးကလည်းဂျီတူလာဂျီတရီလာပဲအဲ့တော့မှန်းကြည့်တာကသူ့ခေါင်းဝင်ထိတယ်သူဂျီတူးဆိုတဲ့အသက်ရွယ်နဲ့အရက်ကဘယ်လောက်ရှိလဲခေါင်းဝင်ထိတယ်အဲ့ဒါထပ်တိုးဆိုတော့ဒါ23ယောက်ရှိသွားပြီလို့ပြောရမှာရှိတယ်တမန်တော်ကကြတော့ရက်ရွာအခြေပြုခွင့်ရတယ်တင်ကြမဲ့ကျောင်းသားရေဆရာမရေနောက်တိုက်ပွဲစစ်ကြောင်းထိုးတဲ့အနေထား လေသောအနေထားအပေါ်မှာမူတည်ပြီးတော့မှကျောင်းဖွင့်ရက်တိတ်ရက်ဆိုတာကဘူးသေးမရှိဘူးအချိန်နေရဒီတင်ကန်းစာကိုပြီးအောင်မယ်စူးစမ်းတင်တာနောက်ပြီးတော့စေရင်ဒီပြေဆုံးကြတဲ့ရွာတွေလေဟိုငွေရမဲ့လေယာဉ်လုပ်ငန်းလုပ်တဲ့အချိန်မျိုးကိုသူတို့ကကြောင်းပြကြတယ်ဥပမာပဲပေါ့အပဲသိမ့်မဲ့အချိန်မျိုးဆိုရင်ကြောင်းပြဒီမှာတာဝန်ထမ်းနေတဲ့ volunteer ဆရာဆရာမတွေရောကျောင်းသားကျောင်းသူတွေရောအကုန်လုံးကပတ်စံကြအောင်ပဲအမှန်နှုတ်ကြတယ် ဲ့လိုအချိန်မျိုးမှာကြောက်မပိတ်တယ်အဲ့တော့ဘယ်အချိန်မှာပိတ်တယ်လဲဆိုရင်လေယာလုံငန်းအတွက်သူတို့ပတ်စံရှာတဲ့အချိန်နောက်စစ်ကြောင်းထိုးတဲ့အချိန်ခုလိုမျိုးလင်းရင်တိုက်ခိုက်တဲ့အခါမျိုးတွေမှာကြောက်ပိတ်ပြီးတော့ကျန်တဲ့အချိန်မှာတော့သူတို့ကသူတို့အစီအစဉ်နဲ့သူတို့ပဲကြောက်ဖွင့်ကြတယ်ရှင်အဲ့တော့ကျွန်မမေးချင်တာကသူတို့ဘက်ကကလေးတွေမဟုတ်တိုင်းသူတို့ဘက်ကကြောက်ဖွင့်နေမဟုတ်တိုင်းဒီလိုဘုံကျဲခွင့်ရှိတယ်လို့ဘယ်သူကခွင့်ပြုလိုက်တာလဲဘလောက်သေးသိမ့်မလောက်အောက်တန်းကြတယ်သူတို့မှရောပါသမီတွေမရှိဘူးလား ။တင်ကြားတင်ကြားမှာအကန့်အသတ်မရှိဘူး။ဒါအခြေခံလူခွင်။တင်ကြားသူနဲ့တင်ယူသူကအဆင်ပြေနေတယ်။တက်တမဲအောက်မှာလည်းညတော်ကောင်ဖြစ်ပါစေ။မိထုနဲ့တင်ခွင့်ရှိတယ်။အဲဒါကိုအကန့်ကြားတယ်။စာတင်ချိန်မဟုတ်ဘဲကြောင်းဖွင့်လို့မဟုတ်လို့ဘုံကျဲတာဆိုတဲ့အယူအဆအတွက်တော့အဲ့ဒီဖက်ကလူတွေအားလုံးကိုမေးချင်တော်တော်ကိုအောက်ကန်းကြတဲ့အတွေးခေါ်ပါလို့ကျမကတော့ပြောချင်နေရှင်။ဘလို့မှတ်ချက်မရမလဲဆိုတော့တို့အထီးကလုံနေတာလေ။ကိုယ့်ဘက်ကမျိုးဆက်တွေပြင်နာပြင်ကြောက်ပဲမရအောင်အဲ့ဒါအထီးကထားလုံးနေတော့ကျမတို့ကတော့ နီလန်းရှာပြီးတော့မှလုံလုံဆက်ချတဲ့နီလန်းနဲ့ပညာဆက်လက်တင်ကြဖို့အတွက်ကြိုးစားမှာအကျိုးလဲကြိုးစားနေရပေါ့လောလောဆယ်အားဖြင့်ကတော့ဒါအလုံးစိတ်နှလုံးထိခိုက်ရပြီးတော့မှရှိနေတာကြောင့်မလို့ကြောင်းနေပေါ့ပိတ်ထားနေပေါ့နော်ခက်တာပိတ်ထားပြီးတော့မှဆက်ပြီးတော့တင်ကြနေမှာကျွန်တော်တို့ဖက်ကတော့ပေါ့နော်နမဲကလေးတွေရဲ့အသက်အန္တရာယ်ကင်းဝေးဖို့အတွက်တော့ကျွန်တော်တို့စီစဉ်ပြီးတော့မှတင်ကြလာဖြစ်မှာပါဘာလို့ဆိုပညာတင်ကြမှုကရပ်တန့်ထားလို့မရပါဘူးဒါအဲ့ဒီအတွက်လိုအပ်တဲ့ စီစဉ်မှုတွေလုပ်ပြီးရင်တော့ကျွန်တော်တို့ကပြန်ပြီးတော့ဆက်လက်ပြီးတင်ကြမှာပါရှင်။ကျွန်တော်တို့လွန်ခဲ့တဲ့တစ်နှစ်လောက်ခဲကဒီလေကြောင်းလက်နက်ကြီးမိုင်းနဲ့ပတ်သက်ပြီးတော့မှအသိပညာပေးဖော်ပြပွဲတွေဆွေးနွေးပွဲတွေလုပ်ကြတယ်။ကလေးတွေနဲ့လည်းကျွန်တော်တို့လက်ချက်ငန်းတွေလုပ်ကြတယ်။အခုလည်းကျွန်တော်တို့ဒီဘက်ကိုလာခဲ့တဲ့စကိုင်းငလျံတွေလာကူရင်းနဲ့တခါရဲဒီမှာလည်းအဲ့ဒီဖော်ပြပွဲတွေလုပ်တယ်။ပြီးတော့ကျွန်တော်တို့ CDM တွေအားလုံးစုပြီးတော့လည်းဒီကိစ္စအတွက်ကျွန်တော်တို့ဘလိုဝိုင်းဝန်းနိုင်မလဲဆိုတော့အလုပ်ရုံဆွေးနွေးပွဲလေးတွေလုပ်ခဲ့တယ်။ ဲ့လိုလို့တော့သူတို့ကတော့ဘလူးပြရမယ်ဘလူးပုံးရမယ်ပုံပုံချင်းနဲ့တူရမယ်ဒါစက်ပဲဟိုအတွက်ပေါ့နော်တရင်ပေါ်ရတဲ့ထည့်ရမယ်ဆိုတာရှိတယ်။သို့တော်냐လည်းပဲရုံမှန်ပေါက်ချက်တဲ့လူကအဲ့နေရဆိုပြီးနှစ်စီးဖြတ်သွားတယ်။ဖြတ်သွားတော့အော်ဖြတ်သွားပြီပေါ့ငါတို့တော့ကြော်သွားပြီငါတို့မဟုတ်ဘူးပေါ့ဆိုပြီးတော့နေတဲ့အချိန်မှာပါသူကချက်ချင်းပြန်ကွေးလာတယ်။ပြန်ကွေးတော့အချက်ပေးတဲ့လူကအချက်ပေးတယ်။ဒါပေမဲ့စနစ်တကျပုံခုပ်ဖို့အတွက်ချိန်များလာပြီ။အလောက်တောင်မြင်ရတယ်ဆိုရင် လေးတွေအားလုံးကစာသင်ခန်းထဲကထွက်ပြီးတော့မှအဲ့ဒီလှေကားထစ်ကလေးတွေကျောင်းဝင်းတကားကိုမရောက်ခင်ကွင်းပြင်မှာပေါ့အဲ့ဒီမှာကုန်အကုန်လုံးကတစားတပိုင်းတစားစီဖြစ်ကုန်မှာပေါ့နော်အဲ့အတွက်လည်းသတိမပေးကြအောင်လားသတိပေးပါတယ်သတိပေးချက်ကလည်းရပါတယ်ဒါပေမဲ့အချိန်မီလောက်ကအောင်လုပ်ဖို့ဆိုတာကကြတော့အခုပောက်ကွဲသွားတဲ့ပုံအနေထားအဲ့ဒီပုံမှာလည်းမူတည်သွားတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကတော့တကုတ်ဖြစ်တဲ့ကိုကြည့်ပြီးတော့ကျွန်တော်တို့ဘာထပ်ပြီးတော့ လုပ်ဖို့လိုအပ်အောင်မလဲပေါ့နော်နိုင်ငံတကာမှာရောက်နေတဲ့ကိုယ့်ရဲ့ပြည်သူတွေကိုပဲအကူအညီတောင်းချင်တာအဓိကတော့ငွေကြေးအကူအညီပေးကြပါဘာလို့အဲ့ဒါကိုပြောရလဲဆိုကျွန်တော်တို့ကဘုန်းကိုချင်းနေကျူးတယ်တူးတဲ့ချိန်မှာဟိုဘက်ကလှူလိုက်တဲ့အလူရှင်ရဲ့ယုံကြည်မှုအတွက်ကျွန်တော်တို့ကဒီလိုထပ်ပုံလေးကိုပြရတယ်မပြရင်လည်းအလွဲသုံးစားပေါ့နော်အဲ့လိုဖြစ်မှာကြောက်တော့ကျွန်တော်တို့ကအဲ့လိုလေးကိုပြရတဲ့အခါမှာတချို့ကလည်း location တွေပေါက်မှလာပေါ့နော်ကျွန်တော်တို့အထူးသတိထားပါတယ် location နဲ့လည်းမပေါက်အောင် icon လေးတွေဆိုရင်လည်း icon တွေရဲ့ အမျိုးအမည်တွေမသိအောင်နော်အဲ့လိုတွေလုပ်တယ်ဆိုတော့ကုန်နိုင်လေဆိုရင်အဓိကဝကြီးပဲထောက်ပံ့ပေးပါအဘာလိုအပ်ပါလဲလို့ပြောလိုက်တဲ့တည်းကပြိုင်နေအဲ့ဒီပစ္စည်းကိုပိတ်ပင်တားဆီးကန့်တတ်တာတွေလုံးမအောင်ဘူးလို့ငွေကြေးသာထောက်ပံ့လိုက်ပါသူတို့ယုံကြည်မှုရအောင်ခင်ကျွန်တော်တို့ကပြန်နေပြီးတော့မှဘယ်နေရာမှာသာတုံးလဲဆိုတာပြန်ချပြပေးပါမယ်လို့ကိုကြီးတောင်းနေနေရှိကျမရေးအတွက်နဲ့ဆိုရင်ကျမတို့ကလူစားအရင်းမြစ်ကရှိတဲ့လောက်ရှိတယ်ဒီဆေးဝါးတဲယူပို့ဆောင်တဲ့အချိန်မှာတော့ဒါစစ်ကောင်စီကတားဆီးပိတ်ပင်တာတွေဖမ်းဆီးတာတွေရှိတယ် နောက်ပြီးတော့ဆေးရုံဆေးကန်းတွေရှိတဲ့ကျမကြီးကုတာတဲ့နေရာတွေကိုပြစ်မှတ်ထားပြီးတော့တက်ခတ်မှုတွေလုပ်နေတယ်။အဲ့ဒီခြားတွေကပဲအခက်ခဲမျိုးစုံရင်ဆိုင်ပြီးတော့ဒီကျမကြီးနဲ့ပတ်သက်တဲ့ဆရာဝန်တွေတူနာပြီးတော့ကျမကြီးဝန်ထမ်းတွေကတက်နိုင်တယ်များတက်ကူစွန့်ပြီးတော့ကိုသူတို့ဆောင်ရွက်နေပါလေ။ပြည်သူတွေအနေနဲ့ကတော့ကြက်တဲလာတယ်။ဘာဖြစ်လို့လဲဆိုတော့နေအိမ်တွေမရှုတ်ခံရတယ်။စစ်ကောင်စီတပ်ကနောက်ပြီးတော့သူတို့လုတ်ကန်စားတဲ့လေယာဉ်တွေပါတယ် ဒါအလုံးလောက်ကိုင်းတော့တိတ်မနေဘူးနော်သူတို့စကန်ချရာနဲ့နေ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 ဆိုရင်ချင်းဘာမှလုပ်မရတော့သူတို့ကလည်းကောက်ချက်တယ်စိုက်ပစီပြတ်ထားတယ်ဒါဒီတိနာနေရိတ်သိမ်းခံနေပြီဆိုရင်သူတို့ကစစ်ကြောင်းထိုးလိုက်တယ်အဲ့ဒီတိနာနေရိတ်သိမ်းသွားတယ်ဒါမျိုးတွေရှိတော့ပြည်သူတွေအတွက်လည်းစက်တဲပါပဲကုန်သိမ်းတော့လည်းကျင်းမိပါအဲ့ဒီအတွက်အခုဒီပေးနိုင်တဲ့သူကြီးကုညင်မယ်ဆိုရင်တော့လေကျမတို့ကငွေချေးပဲကုန်ပြီးတောင်းတယ်ပစ္စည်းပို့တယ်ဆိုရင်ကျမတို့ကတယ်ယူစီတာချီတယ်နောက်ပြီးတော့လမ်းမှာအသိမ်းခံလိုက်ရရင်လည်းဒီကိစ္စကအကုန်ပါသွားတဲ့အပြင်ဘာမှမဟုတ်တဲ့ အနာဂတ်ပလာစတာနော်ဒီလိုထိကြတန်ရရင်ကတ်တဲ့အနာဂတ်ပလာစတာတစ်ခုနဲ့ပဲထောင်ကျသွားတဲ့သူတွေအများကြီးရှိနေကြကြောင်းမလို့လူနိုင်နေဆိုရင်ကျမတို့ဝေကြီးပဲလူပြီးပါကျန်တာတွေကကျမတို့မြေပြင်မှာမြေကြီးရှိရင်ခြေခြေလျှောက်သွားလို့ရတယ်အဲ့ဒါကြီးအလုံးကဖန်တီးပြီးလို့ရပါတယ်ပြောချက်တရားခံချင်တာကတော့ဒီဖြစ်ရက်ဒီသက်တည်တာကတည်းအရာစစ်ကောင်းစီကိုကျမတို့မြန်မြန်တိုက်ထုတ်နိုင်လေလေဒီလူလူမျက်နာမှုရော့နေလေလေမို့လို့ကျမတို့တော်လိုင်းဘက်ကလည်း အချင်းချင်းချစ်ချစ်ခင်ခင်နဲ့ပေါ့နော်ဒီ PDF ဖာကဖာပါလာဖာလုကေမတော်ကအရာဝတ်စတဲ့အားလုံးစုစည်းပြီးတော့မှအများဆုံးတိုက်ဖို့မှာတော့အခုလိုမျိုးစိတ်ဒုက္ခတွေရောက်တာတွေတက်စီဆုံးရှုံးမှုတွေကကျော်နေသွားမှာပါပြည်သူတွေအနေနဲ့လည်းကျမတို့ဘက်ကိုနည်းနည်းလေးတိခံပေးပါဦးကျမတို့ဘက်ကလည်းတောင်းပန်ချင်ပါတယ်ဒါအကူရောမတို့ဒီလိုတွေဆင်းရဲဒုက္ခရောက်နေတာလို့ကျမတို့လည်းသိပါတယ်ခံလဲခံစား